ီနေ့မှာတော့ခင်ဗျာဗတ်ချက်လဲစီဖြစ်ပြီးအရသာလည်းရှိရဲကြောက်ပြောင်ကြောက်ကြောက်ဆိုင်မှာသွားမှာဖြစ်ပါတယ်ကဲခုတော့ကြောက်ပြောင်ကြောက်ကြောက်ဆိုင်ရောက်ပါပြီရောက်ပါပြီ ဆိုင်မှာကြွကြော်နေပတ်သက်တာတွေဆောင်ရတယ်ပေါ့နော်။ရှင်မုံနေလည်းရတယ်၊ပေါင်နေလည်းရတယ်။အတောင်မှန်နေလည်းရတယ်။ပြီးလို့ရှိရင်ချက်ရီကုန်ကြော်တော့ချက်အသားလုံးနေလည်းရတယ်နော်။ဆိုင်မှာချက်တန်နဲ့ပတ်သက်တဲ့ menu တွေအဆုံးရှိပါတယ်။ပြီးရင်တော့အေးအေးလည်းရသေးတယ်နော်။ဒါတော့ခရီးမာရပါတယ်။ထိုင်ဆောင်နေရပါတယ်။ဆိုင်ကြီးဟာတသက်ကြီးရယ်နေတယ်။ထိုင်လို့လည်းကောင်းတယ်နော်။ ဒါတော့ခရီးမာလာတဲ့ချက်ပေါင်နဲ့ spicy ခေါက်ဆွဲပါပြီးရင်တော့ကြက်သားလုံးနဲ့ထမင်းနဲ့လည်းမာလာပါတယ်ဒါလေးကတော့ချက်ရင်ပုံပါဒါလေးကတော့ချက်အတောင်ပုံပါအလူရကြော်လေးလည်းမာလာပါတယ်။အလူရကြော်လေးကတော့မပါမဖြစ်ပေါ့။ပြီးရင်တော့အလျှောက်ပြဖြော်ရည်လေးလည်းမာလာပါတယ်။ ဲ့ကီရီမန်နာတွေတော့အဆုံးရပြီပေါ့နော်အင်ပွဲတွေကတော့အများကြီးပါပဲအရင်ဆုံး spicy ထောက်ဆွဲလေးနဲ့စလိုက်ရအောင်စပိုက်စီခေါဆွဲလေးရကျော်လေးကောင်းတယ်စပိုက်စီဆိုပေမဲ့အာတိတ်ပြီးတော့အဆက်မဆိုင်တွေလည်းစားလို့ရတယ်နော်ကေတီယာတိတ်ပြီးတော့အဆက်မဆိုင်ပေမဲ့ဒီစပိုက်စီခေါဆွဲလေးကိုစားနိုင်တယ်ပြီးရင်တော့ချက်ပေါင်းလေးစားခြင်းမယ် ကျက်ပါနေရတဲ့တော်တော်လေးကိုကောင်းတယ်။အပြင်းပြင်းတကြွနေနဲ့အတွင်းထဲကဌာနေရအီးလေးရတာတော်တော်လေးရှိရဲ့။ပြင်းတော့ဆက်ရွက်လေးရဲ့ချက်သားရဲ့တခွားသီးလေးရဲ့ spicy ရဲ့ပါတွေ့ပြီးတော့စားရှိပါမယ်။ အဲ့လိုလေးထောက်စားလိုက်တော့ spicy ကအငိမ့်နဲ့မဆက်တော့ဘူးပေါ့နော်။အញ្ញသာဟောဆောင်လေးနဲ့ပတ်သက်တယ်မှာအပြည့်ပဲတော်တော်လေးဆက်လုပ်ကောင်းနေ။အေးလေးတောက်ကြည့်လိုက်ရအောင်။ဒါလေးရောရှာပြဖြော်ရေပေါ့နော်။ရှာပြဖြော်ရေလေးကကြက်ကြော်နေဆိုကြော်လေးလိုက်တယ်။အေးလေးပြည့်တယ်။ ြီးရင်တော့ချက်သားလုံးနဲ့တပင်းလေးစားကြည့်ပါမယ်။တပွဲမှာဆိုရင်ချက်သားလုံးကလည်းအများကြီးပါတယ်ပေါ့နော်။ချက်သားလုံးလေးကိုအချင်းအလေးနဲ့တို့ပြီးတော့စားကြည့်မယ်။ချက်သားလုံးလေးရလိုက်ပေါ်လေးစားကောင်းတယ် ထမင်းရကြတော့ရေကိုထမင်းမဟုတ်ဘူးเนาะသူကစီမင်းနဲ့နေပြီးထားရဲ့ထမင်းနဲ့ပြတဲ့အတွက်ဦးငွေလေးနဲ့တော်လေးစားကောင်းမယ်ထမင်းနဲ့ကြက်သားခွင်းနဲ့ဆိုရင်တွဲပြီးတော့စားလိုက်ရင်တော်တော်လေးကိုလိုက်ဖက်တယ်နိလေစားလေးပါလေတယောက်တည်းစားမယ်ဆိုရင်ဒီလိုကြက်သားခွင်းနဲ့ထမင်းလေးစားတာတော်တော်လေးအဆင်ပြေတယ်เนาะ ာလီယံရောခေပြန်ထိုက်တဲ့အာလူချောင်းကျော်လေးပါအဲဆိုင်ရောအလူချောင်းကြော်လေးကအများကြီးစားဖို့လေပေါ့ဗျာဒါမဲ့ဒီဇိုင်းရဲ့ခါလေးရောကြော်လေးပေါ်ထားတယ်အလူချောင်းကြော်ရရတာလေးကချိုချိုလေးပေါ့နော်တော်တော်လေးကောင်းတယ်ချက်ရည်ခွန်ကြော်လေးစားကြည့်အောင် ဲရေကုန်ကြော်လေးရတဲ့ချွတ်ချွတ်ခါလေးပေါ့နော်ချဲရေကုန်ကြော်ရဆဆာချင်းမာတဲ့အချိန်ရောစိုင်းတော့ပို့ရောချွတ်တယ်ပေါ့နော်မမွားလေးနဲ့ချွတ်ချွတ်လေးတော်လေးဆလောက်ကနေချဲရေကုန်ကြော်လေးကိုအချိန်လေးနဲ့တူပြီးတော့စိုင်းရကြော်လေးလိုက်ပါပါအပွဲတပွဲဆိုရင်လည်းကျဲအရင်ကိုကြော်ရအများကြီးပါတယ်ပေါ့နော်။တန်လီကတော့ကျဲအတောင်ပိုင်းလေးပါ။ ွက်တောင်မလေးရဆိုင်ရမကီတီရောလာစားပြပါပါတောင်မှဆိုရင်လည်းဒါအကြိုက်တယ်ခီတီကအဲ့လိုချက်သားဆိုရင်အယူခိုက်ရတာကြိုက်တော့လေတောင်မှနေရယ်ပေါ်စောက်ကောင်းနေသူစီရင်အချက်သားရဲ့အကုန်လုံးက အရသာအထည်ကြီးဝင်နေပေါ့နော်အပြင်မိုင်းရဲ့အချောကလေးရတာကြော်လေးစားကောင်းတယ်လို့အထည်အသားလေးရတဲ့ကြော်လေးစားကောင်းတယ်ချင်းရင်ပေါ့ဆိုရင်လည်းဒီကိုတကူကအကိတ်ကြီးပေါ့နော်ကျဲရေမုံလေးကိုအဲ့လိုလေးဖြဲပြီးဝစားလိုက်တာအထင်းမှာပူပူလေးဖြစ်နေရပါတော့အငွေလေးနဲ့ထွက်နေရပြီးလို့ရှိရင်အနံ့နေရလဲငွေးနေရပဲ ချိတ်ညင်ပုံကဖလှယ်တဲ့အချိန်မှာဒီဘက်ခြံအယိုးကြီးဖြစ်နေအောင်ပေါ့နော်။ဒါပေမဲ့အယိုးခက်ရတာကြိုက်တော့ကွက်တိပါပဲ။ဆာကောင်လို့တော့ပြေးချနေအောင်ပေါ့နော်။ပြီးရင်တော့အီပီလေးအေးလေးတောက်ပိုင်မယ်။တော်တော်လေးရတာရှိတယ် ကဲခုတော့ KTN လုံးလေးစာပို့လိုက်ပြီဆိုတော့ပြန်လိုက်ပါအောင်မယ်အားလုံးပဲတက်ပါ